ျမကိုလှောင်ထားတဲ့လူတွေလည်းရှိရပါဘောလေအဲဒီမှာပါလဲဆို USDB နဲ့ PPP ဘာတူလဲဆိုဘောမာတာတူတယ်လို့ပြောတာဖြစ်ပါတယ်ရှင်အဲဆိုလို့ရှိရင်ကျမကပေါ့နော်ဟိုဟိုအချုပ်ချာအာနာပိုင်တဲ့နိုင်ငံတိုင်းမှာတမရော်ဆိုတာအချုပ်ချာအာနာကိုစောင့်စောင့်စောင့်ထိန်းတဲ့တမရော်ဆိုတာရှိကိုရှိရပါတယ်ဆိုတော့တမရော်ကိုအဲတက်မရော်ကိုကျမတို့ကတက်မရော်လို့အတိမပြူတာကိုပြီးလို့ရှိရင်ရက်ဖက်တက်ဖက်ဆက်ဆံရေးကိုကျမတို့ အာလက်ခံတာပေါ့နော်အားပေးတာအတူတူပူးပေါင်းဆောင်ရွက်မယ်အဲအတူတူလက်တွဲပြီးဆောင်ရွက်မယ်တိုင်းပြည်တိဆောက်တဲ့နေရာမှာဆိုလို့ရှိရင်အစိုးရနဲ့ပြည်သူနဲ့လက်တွဲပူးပေါင်းဆောင်ရွက်မယ်အစိုးရဆိုတဲ့အထက်မှာတက်မတော်လဲပါတယ်ရဲတပ်ဖွဲ့လဲပါတယ်ပေါ့နော်စသဖြင့်ဒီလိုတွေလဲပါတော့ဒီလိုပူးပေါင်းဆောင်ရွက်မှာပဲတိုင်းပြည်တစ်ခုကအောင်မြင်တာဖြစ်ပါတယ်ရှင့်အဲ့ဒါကိုပဲဘောမရယ်လို့ပြောတယ်ဆိုလဲဘောမရယ်ပေါ့နော်အခုဓာကြီးသမလာဖြစ်ခဲ့လို့ရှိရင်တခွဲကန်လုတ်ပြီးပါလို့တောင်းဆိုတာမျိုး ရှိပါရောเนาะအဲ့တော့ဥပဒေကြီးကိုယ်တိုင်ကတော့အနိုင်ရပါတီအနာရပါတီဖြစ်လာခဲ့ရင်လွတ်တော်ထဲမှာဘာတွေလုပ်ပြီးမှလဲပြည်သူတွေကိုဘလို့ဂရိကုတီပြီးမှလဲပေါ့ဥမာနိုင်ငံချင်းသားတွေလွတ်ပြီးဖို့တောင်းဆိုပြီးမှလာတောင်စန်းစုကြီးဥဝင်းမြင့်ဥဝင်းထိန်စသည်ဖြင့်ဒီလိုပုံကိုယ်တွေကိုလွတ်ပြီးဖို့တောင်းဆိုမှလာပေါ့เนาะဆိုလို့ရှိရင်နိုင်ငံရေးအချင်းသားလို့နိုင်ငံတကာကအတတ်မှတ်တာရှိပါလေသို့တော်လည်း အဲတကယ်တမ်းပုံမှန်တွေကတော့နိုင်ငံရေးပုံမှန်တွေမဟုတ်ပါဘူးရှင်။အမပေးပါဘူးရှင်။အဲ့ဒါကတော့အဲ့ဒါကတော့အဲ့ဒါကတော့ဒါဟိုအရှင်းဆုံးဖြေပါပဲရှင်။ဒါအမှန်တိုင်းပါပဲရှင်။ကျွန်မအလုံးပဲမင်္ဂလာပါ။ဒီကနေ့မှာတော့ဒေါ်တက်တက်ခိုင်သာတမနာဖြစ်ရင်ဒေါ်အောင်ဆန်းစုကြည်နဲ့ဦးဝင်းမြင့်တို့ကိုလုပေးဖို့အစီအစဉ်ရှိမရှိနဲ့ပတ်သက်ပြီးဖြေကြားသွားသည်မူအဆုံးထိနားဆင်ဝေဖန်တန်းတက်ပေးသွားကြပါဦးခင်ဗျာ။ဒီခိုင်ပြိုးနဲ့ဒါဆညာကိုတက်ကလူတွေ ရွှေ့ပြောင်းလာတယ်ဆိုကျွန်တော်တို့သိထားပါတယ်ချို့တရင်တွေမှလည်းတွေ့ပါတယ်ပြည်သူရှေ့ဆောင်ပါတီကိုမလာဘူးလားပေါ့နော်မခေါ်တာလားမလာတာလားပေးမလာတာလားပေါ့နော်အဲ့ဒါလေးတည်ကျင်ပါတယ်ဘယ်တော့မလာရင်လဲဘာကြောင့်မလာတာလဲပြည်သူရှေ့ဆောင်ပါတီကိုမကြိုက်လို့လားအဲ့ဒါလေးနံပါတ်1တည်ကျင်ပါတယ်နော်နောနေ့ကတော့အဲကျွန်တော်တို့မင်းဟူနေမှာ မရဘသူဖြစ်มาလဲလို့ကျွန်တော်မေးတဲ့အခါမှာအဲ့ဒီမိကုံးလေးကိုရှောင်ကြပါတယ်ဒီမိကုံးတော့မိဘနဲ့ဗျာလို့ပြောကြပါတယ်ဒါပေမဲ့ဥရာယူတော့ကြောက်တမ်းမှာကျွန်တော်ရောက်တဲ့အခါမှာဥရာယူကသမရဖြစ်ခဲ့လို့ရှိရင်တခွဲကန်လုတ်ပေးပါလို့တောင်းဆိုတာမျိုးရှိပါတယ်เนาะအဲ့တော့ဥရာယူကိုယ်တိုင်ကတော့အနိုင်ရပါတီအနာရပါတီဖြစ်လာခဲ့ရင်လွတ်တော်ထဲမှာဘာတွေလုတ်ပေးမှာလဲပြည်သူတွေကို လိုဂရိကုတီပြီးမှလဲပေါ့ဥမာနိုင်ငံချင်းသားတွေလှုပ်ပြီးဖို့တောင်းဆိုပြီးမှလာတောင်စန်းစုကြီးဥဝင်းမြင့်ဥဝင်းထိန်စသည်ဖြင့်ဒီလိုပုံကိုယ်တွေကိုလှုပ်ပြီးဖို့တောင်းဆိုမှလာပေါ့နော်အဲ့ဒါသိချင်ပါတယ်ဆိုတော့ကိုကောင်းမွင့်ခန်းပြောသွားလို့2027ကိုပြည်စမြန်မာကြီးအောင်လုပ်မယ်လို့တောင်းမျိုးလင်းထားတယ်နော်နောက်တစ်ခါမူဝါဒပြောတဲ့ခါမှာဥခရာကြီးက15နှစ်စီမံခန့်ဒီမှာရေးဆွဲထားတဲ့ခါကျတော့တက်တူရှိပါတီဖြစ်လာမှလားအဲ့ဒါသိချင်ပါယေစုတယ်မှာ ကျေးဇူးပါရှင့်ပထမဦးဆုံးအချက်ပါရှင့်ပထမဦးဆုံးချက်ကကျမတို့ပါတီကိုလာခြင်းနဲ့တမတော်သားအလေအလတ်ပိုင်းနေရှိပါတယ်ရှင့်ဟိုလူငယ်ပိုင်းနေရှိပါတယ်ရှင့်ရှိပြီးတော့အဟိုဘောကျမလည်း၈ရောက်တော့တောင်းလိုက်ပါတယ်ရှင့်တောင်းလိုက်တော့ဟိုဘိုင်နေမ်နဲ့တောင်းလိုက်ပါတယ်ရှင့်တောင်းလိုက်တော့မပေးပါဘူးရှင့်အဲ့ဒါကတော့အဲ့ဒါကတော့အဲ့ဒါကတော့ဒါဟိုအရှင်းဆုံးဖြေပါပဲရှင့်ဒါအမှန်တိုင်းပါပဲရှင့်ကျမ တမရောသား၈ယောက်ကိုတောင်းတယ်အဲကာယကံရှင်နေရဲ့ဆန္ဒလည်းရှိတယ်အဲသို့တော်လည်းတမရောကတော့ကျွန်တော်တို့ပါတီကိုမပေးပါဘူးရှင့်အဲသို့တော်လည်းကျွန်တော်တို့ပါတီမှာတမရောသားတွေမရှိဘူးလားဆိုရှိပါတယ်ရှင့်အဲ့ဒါကတော့ကျွန်တော်တို့အာဒီတမရောကနေအနားယူပြီးတော့မှဟိုဒီအယတ်သားဖြစ်တာသို့မဟုတ်လို့ရှင့်တမရောကနေအနားယူပြီးတော့မှအစိုးရဌာနတွေမှာဟိုအယတ်ဖက်ဌာနတွေမှာအလုံးလုံးပြီးတော့မှ ပင်စင်ယူပြီးတော့မှလာကြတဲ့ပုံကိုယ်တွေရှိပါတယ်ရှင့် နောက်တစ်ခုတန်တန်နဲ့ပတ်သက်ပြီးပြောရင်တော့ကျွန်တော်တို့ဟာအတမရောဒီအတမရောဒီနိုင်ငံတိုင်းမှာပေါ့နော်နိုင်ငံတစ်ခုရဲ့မရှိမဖြစ် အချုပ်ချာအာဏာကိုဟိုကာကွယ်တဲ့ဖွဲ့စည်းနေတဲ့ကျွန်တော်တို့ဟာတမရောကိုအမြဲတမ်းအသိမှပြုပြီးတော့မှအရာဖက်တဖက်ဆက်ဆံရင်းနဲ့ကျွန်တော်တို့အသွားမဲ့ပါတီဖြစ်ပါတယ်ရှင့်အဲ့ဒါတော့နံပါတ်1မိကုန်းပါရှင့်အဲနံပါတ်1မိကုန်းကတော့ဟို ဟုတ်ပါရှင့်အဓိကတော့ပြည်သူလူထုဆုံးဖြတ်တာကိုကျွန်တော်တို့ခံယူมาဖြစ်ပါတယ်ရှင်။အဲပြည်သူလူထုဆုံးဖြတ်တယ်လို့ကျွန်တော်တို့ဟိုခံယူมาဖြစ်တဲ့အတွက်ပေါ့နော်။အဲပြည်သူလူထုကတာဝန်ပေးရင်လည်းကျွန်တော်တို့ကအခြေခြေပြုံမှန်ထမ်းဆောင်မယ်။အဲပြည်သူလူထုရဲ့အဆုံးဖြတ်နဲ့ပဲဆိုင်တာဖြစ်ပါတယ်ရှင်။ဟိုတမရဖြစ်ခြင်းမဖြစ်ခြင်းကိစ္စပေါ့နော်။နောက်အနိုင်ရပါတီဖြစ်ခြင်းမဖြစ်ခြင်းကိစ္စတော့အပြည်သူလူထုရဲ့အဆုံးဖြတ်ပဲကျွန်တော်တို့ခံယူมาဖြစ်တဲ့အတွက်အဲကျွန်တော်တို့လည်းအကောင်းဆုံးလဲစူးစမ်းနေပါတယ်။ အကောင်းဆုံးလဲကြိုးစားနေပါရဲ့ရှင့်အဲနောက်တစ်ခုကတော့လှုပ်တော်တဲ့ရောက်သွားရင်ဘာရင်ဆုံးလုံမှာလဲပေါ့နော်ဆိုလို့ရှိရင်လှုပ်ဆရာတွေတော့အများကြီးရှိပါတယ်ရှင့်အဲကျွန်မကအဲ့လိုပေါ့အလုပ်ကိုဟိုကြိုက်ကြိုက်ကြီးလှုပ်တာတော့ကျွန်မအဲ့အဲ့လိုမျိုးတော့ဟိုကျွန်မအချင်းဆက်ရိုက်လည်းမရှိဘူးနောက်အဖွဲ့အစည်းတစ်ခုကလည်းဒီလိုမလှုပ်တဲ့ဘူးပေါ့နော်အဲသို့တော်လည်းအများကြီးကြားနေရတာဘာလဲဆိုလို့ရှိရင်တော့အပြည်သူစစ်မှုထမ်းဥပဒေကိုအကောင့်ထည့်ပေါ်တဲ့ပုံစံပေါ့ဆိုလို့ရှိရင်ပြည်သူစစ်မှုထမ်းဥပဒေကိုကျွန်တော်တို့ပါတီက မငင်းပယ်ပါဘူးလက်ခံပါလေအဲဒါနိုင်ငံတော်ကလူအပ်လို့လောက်တာဖြစ်တယ်ဆိုတာအကျွန်တော်တို့ဒါအားပေးထောက်ခံပါလေသို့တော်လည်းအကောင့်ထဲပေါ်တဲ့ပုံစံမှားယွင်းနေတာကိုတော့ပြည်သူအတန်ကိုကျွန်တော်တို့နားထောင်ပြီးတော့မှဒီဥပဒေနည်းဥပဒေတိုင်းအကောင့်ထဲပေါ်ဖို့ဆိုတဲ့ဟာပေါ့နော်ဒါလေးတော့ကျွန်တော်တို့ဆောင်ရွက်ချင်ပါလေအဲနောက်တစ်ခုကတော့ဒီရွှေ့ပြောင်းလုပ်သားတွေပါရှင့်ရွှေ့ပြောင်းလုပ်သားတွေထွက်ရတာလည်းခက်တယ်ပြီးအထောက်ထားမဲ့တွေထွက်နေတာလည်းရမ်းများနေတယ်ဒါပေးထားချက်ဖြစ်ပါလေရှင့် ဒီပေးထားချက်တွေကိုဟိုပေးထားချက်တွေကိုကျမတို့ကအကောင်းဆုံးဖြစ်အောင်ပေါ့နော်အကောင်းဆုံးဖြစ်အောင်ဆောင်ရွက်ချင်ပါလေအဲ့ဒါကြောင့်မလို့ရွှေ့ပြောင်းလုပ်သားတွေကိုရဲ့ငွေလွှဲပို့မှုလဲလွယ်ကူအောင်အဲပြီးလို့ရှိရင်ရွှေ့ပြောင်းလုပ်သားတွေတွားတဲ့အချိန်မှာဟိုဟိုပေါ့ဆိုင်ရွက်စာနာအထောက်ထားလွယ်ကူပြီးတရားဝင်သွားလို့ရအောင်ကျမတို့ကူညီပေးချင်ပါလေအဲနောက်တစ်ခွရွှေ့ပြောင်းလုပ်သားတွေတိုင်းဟိုတည်တဲ့ကျွမ်းကျင်မှုတွေကိုကျမတို့သင်တန်းတွေများများပေးပြီးတော့မှ အာမြန်မာနိုင်ငံသားတွေနိုင်ငံတကာရောက်တဲ့အခါမှာလဲမျက်နှာမငယ်ရအောင်ပေါ့နော်ဟိုစိနဲ့ကန်းနဲ့နေနိုင်အောင်ကိုယ်ခွင့်ရေးကိုယ်ကာကွယ်နိုင်အောင်အစသဖြင့်ဒါမျိုးလေးတွေကူညီချင်တာဖြစ်ပါလေရှင့်အဲ့ဒါတော့ဟိုလွတ်တော်တဲ့ရောက်သွားရင်အဲအဲ့ဒါကြောင့်မို့ပြီးခဲ့တဲ့ဒုတိယအကြိမ်သတင်းစာရှင်းလင်းပွဲမှာလဲရွှေပြောင်းလုတ်သားနဲ့ပတ်သက်တဲ့အဲကျွန်တော်တို့မူဝါဒလေးတွေရှင်းလင်းတင်ပြခဲ့ပါတယ်ဒီရွှေပြောင်းလုတ်သားနဲ့ပတ်သက်တဲ့အလို့သမားအခွင့်ရေးကာကွယ်ခြင်းဥပဒေလိုမျိုးအပြီးလို့ရှိရင်ရန်ပုံငွေတီထောင်တာလိုမျိုး အဲနောက်တော့ဒီဒီရွှေ့ပြောင်းလှုပ်သားတွေပြန်ပြီးတော့မှအိမ်ပြန်လာပြီးတော့မှမိသားစုနဲ့ပြန်လဲပေါင်းစည်းပြီးတော့မှဒီမှာအခြေချရတာမျိုးကျွန်တော်တို့အကူအညီပေးချင်တာပါရှင့်အဲဆိုလို့ရှိရင်အဲအခုကြားနေရတာပေါ့နော်ဆိုလို့ရှိရင် နိုင်ငံခြားကိုသွားကြတဲ့လူငယ်တွေပေါ့ရှင့်အဲဒီလူငယ်တွေကဟိုဟာဖြစ်တယ်ပေါ့နော်ဒါနိုင်ငံအတွက်အဲနိုင်ငံအတွက်မကောင်းဘူးလို့မြင်ကြတယ်ပေါ့ အဲကျွန်မအနေနဲ့တော့အဲ့လိုမမြင်ပါဘူးအဲဆိုလို့ရှိရင်ဒီဒုတိယကမ္ဘာစစ်ပြီးပြီးတော့မှဒီပြပုံချာနေတိုးထလာရတဲ့အဲဒီလိုဂျပန်တို့လိုကိုရီးယားတို့လို ပြီးရင်ဗီယက်နမ်စစ်ပေါ့နော်ဗီယက်နမ်စစ်ပြီးတော့လဲအဲဒီဒီစစ်စစ်ပြီးတော့ပြပုံတွေကနေပြီးတော့မှအဲ့ချိန်မှလဲဘာတွေဖြစ်ကြလဲဆိုလို့ရှိရင်နိုင်ငံတကာကိုထွက်ကြပါလိမ့်ရှင်နိုင်ငံတကာကိုထွက်ပြီးတော့မှဒီလူတွေကပြန်လာတဲ့အချိန်မှာနံပါတ်1ကျွမ်းကျင်မှုတွေပါလာတယ်။အဲနံပါတ်2သူတို့ရဲ့ဟိုပါ ဟိုပေါ်ရှင်စုဆောင်ငွေတွေနဲ့အဲစီးပွားရေးလုပ်ငန်းရှင်တွေဖြစ်လာကြပါရှင်စီးပွားရေးလုပ်ငန်းရှင်အသေးတွေဖြစ်လာတယ်အဲ့ဒါလေးတွေဒါလက်တွေ့လက်တွေ့မျက်တွေ့ဆိုရင်ကျမဟိုကျမမြန်မာတနိုင်ငံလုံးတော့အရန်တော့ပြပြဆင်တော့မရဘူးဒါပေမဲ့ဟိုပေါင်လိုမျိုးမျိုးမှာပေါ့နော်ပေါင်လိုမျိုးမျိုးနယ်မျိုးမှာအဲကျမတို့အလှသွားလုပ်ပူးပါတယ်အဲ2018 19လောက်ကအလှူသွားလို့ပူပါရဲ့ရှင်အကျင်းလက်မှာပါရှင်ကျင်းလက်မှာအဲ့တရွာလုံးကတိုက်အိမ်လေးတွေပါရှင် အဲ့ဒါပါလဲဆိုလို့ရှိရင်တို့တွေဒီဟိုဒီထိုင်းနဲ့နှီးတဲ့ခါကျထိုင်းဘက်မှာအသွားလုံလုံတယ်အဲပတ်စံစုဆောင်တယ်အဲပြီးလို့ရှိရင်ပထမဦးဆုံးရတဲ့အစုတဲ့ပတ်စံနဲ့အိမ်ဆောက်ပါတယ်ရှင်အကျင်းရွာလို့ပြောပေမဲ့လည်းအဲတရွာလုံးကတိုက်တီဖြစ်တယ်ပြီးလို့ရှိရင်တိုက်တီကကျွန်တော်တို့ဒီဒီမြန်မာတပြည်လုံးမှာစောက်တဲ့တိုက်တီထက်လက်ရပူလှပါတယ်ရှင်လက်ရပူသေးတတ်တယ်အဲပြီးလို့ရှိရင်ဒီဟိုပါပေါ့ရှင်ဒီဒီဇိုင်းလေးတွေပူလှတယ်အဲ့ဒါဘာလဲဆိုသူတို့ကိုယ်တိုင်စောက်တယ်လို့ပြောပါတယ်ရှင် ကိုတက်တဲ့ဒီအတတ်ပညာနဲ့ကိုစုထားတဲ့ပတ်စံနဲ့ကိုတကယ်နေမဲ့အိမ်ကိုကိုယ့်အကိုစောက်တဲ့အချိန်မှာတော်တော်လေးကောင်းတာတွေ့ရှိရပါတယ်ရှင့်ကျမတို့ဟိုခုနပြောသလိုအများကြီးတော့မရောက်ဘူးပဲကျမရောက်ဘူးတဲ့ရွာလေးပေါ့နော်ပေါင်မြုပ်နယ်ရွာလေးဆိုလို့ရှိရင်ဒီနိုင်ငံတကာဟိုထွက်တဲ့လူငယ်တွေလည်းကျမတို့ကမတားဘဲနဲ့ပေါ့နော်မတားစီးဘဲနဲ့ထွက်ချင်လဲထွက်ကြပါစေအဲပြီးလို့ရှိရင်သူတို့မှကျွမ်းကျင်မှုပါလာမယ်အဲပြီးလို့ရှိရင်ဒီဒီစုဆောင်ငွေပါလာမယ်ပြန်လာတဲ့အချိန်မှာ လုပ်ငန်းရှင်လေးတွေဖြစ်ပြီးတော့မှနိုင်ငံကိုပြန်လည်တည်ထောင်မယ်ပေါ့နော်အဲ့ဒါအရောကျွန်တော်စစ်ကော်မရှင်ကအချင်းချင်းအင်အားဖြစ်ထားသည့်နေရီကံပြူဟာကုန်းကိုတိမ့်ပိုက်မကွေးငဖဲမြို့နယ်ပဒန်းရှိစစ်ကကော်မရှင်ဤနေရီကံလေချောင်းရန်ကာကွယ်ရေးတပ်စခန်းကုန်းကိုအေအေနှင့်မဟာမိတ်တပ်များကတိမ့်ပိုက်ရရှိပြီဖြစ်ကြောင်းသိရသည့်စစ်ကော်မရှင်တပ်ဤနေရီကံပြူဟာကုန်းကိုကိုလနီဘာကြာတိုက်ခိုက်ပြီးနောက်ယနေ့အောက်တိုဘာ14ရက်နေ့တွင် အလုံးစုံသိမ့်ပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရင်းမြစ်ထံမှသိရသည်။စခန်းကထွက်ပြေးတဲ့တပ်သားတွေကိုဖမ်းမိထားတာရှိတဲ့အချို့ကျတော့လက်နက်ချတာပေါ့အသေးစိတ်ကိုထုတ်ပြန်ပါလိမ့်မယ်ဒီညနေမှာအလုံးစုံသိမ့်လို့ရတာပါဟုသတင်းရင်းမြစ်ကအေယာဝတီတိုင်းကိုပြောသည့်နှက်ရီကန်စခန်းမှစစ်ကောင်စီတပ်ဖွဲ့ဝင်ချို့သည့်ဟောင်ဝစ်စာအမြောက်များနှင့်စစ်ဖက်30များကိုပါတည်ယူထွက်ပြေးကြပြီးနောက်စခန်းနီးထိအေအေတပ်များချင်းကပ်သိမ့်ပိုက်မှုများပြုလုပ်ခဲ့ကြောင်းသိရသည် စည်ရင်နန်းတွေကနဲ့ရေကန်ကိုမတက်နိုင်ရင်ကပစ14ကာကွယ်ရေးပစ္စည်းဆက်ယုံကိုအဓိကကာကွယ်ဖို့ဖြစ်နိုင်တယ်။နဲ့ရေကန်ကတော့ဘယ်လိုမှလုံမရတဲ့အနေအထားနဲ့ပိတ်ဆို့ထားပြီးသွားပါပြီ။ဖြူဟာကုန်းထဲခံပစ်နေတဲ့အဖွဲတွေကြံနေသေးတယ်လို့လည်းသိရပါတယ်ဟုယမန်နေ့အောက်တိုဘာ13ရက်နေ့ကစည်ရေးသတင်းရင်းမြစ်ကအေယာဝတီတိုင်းကိုပြောသည်။နဲ့ရေကန်ဖြူဟာမှစစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ထွက်ပြေးသွားပြီးလေကြောင်းမှလည်းနဲ့ရေကန်ဖြူဟာကုန်းနဲ့ အနီးတဝိုက်ကိုပြန်လည်ကျဲချတိုက်ခိုင်းမှုများပြုလုပ်ခဲ့ကြောင်းသိရသည်ပြီးခဲ့သည့်အောက်တိုဘာ10ရက်နေ့ကစခန်းသိမ်းစီးခံရသည်ဟုသတင်းထွက်ပေါ်ပြီးနောက်စစ်ကော်မရှင်ကမကွေးဘက်မှနေ၍အရက်၃ရင်အချို့ပါအင်အားပြည့်စစ်ရုံတန်းများကိုမဆခ905တွင်းသို့ပို့ဆောင်ခဲ့သည်စီရင်နှမ်းများနဲ့အင်အားပြည့်ပါစစ်တုံးကားကြီးဆက်တစီသည့်ပြင်းဝစစ်စီဂိတ်ထိရောက်ရှိရနာနေပြီဖြစ်ကြောင်းသိရသည်။9နှစ်10နှစ်လောက်တော့ကျွန်တော်တို့ဒါလေးတွေခွင့်ပြုရမှာလို့ကျွန်မယူဆပါတယ်ရှင့်။ ောက်တစ်ခုကျမအဲဒီဒီကာတာအဲလိုင်း CB ခီးသွားတဲ့အချိန်မှာကျမမြန်မာမန်းတိတဲ့ခါကျတော့အဲကာတာအဲလိုင်းကတူဝါပေါ့နော်တာဝန်ရှိတဲ့လူခက်ကြီးကြီးအရာရှိကြီးကြီးကကျမလိုက်လိုက်လဲလဲနှုတ်ဆက်ပြီးတော့မှမြန်မာလူမျိုးတွေကာတာမှာအလုလုတာဟိုနာမည်ရတယ်ပေါ့နော်အဲကျမသိရတဲ့လောက်တော့အဲဒီမှာကျမတို့မြန်မာနိုင်ငံမှာမာစီဒိုနာလို့ UD ဆူလီရှန်ဂရီလာလို့ဒီလိုမှ၄-၅နှစ်တည်းလှုပ်ပြီးတော့မှတကယ်ကိုမှကျွမ်းကျင်တဲ့လှုပ်သားတွေက ဟိုခေါ်တာပေါ့နော်လစာလည်းပူပေးပြီးခေါ်တယ်အဲခေါ်တဲ့အချိန်မှာအဲ့လိုလေအလုပ်ဟိုပေါ့နာမည်ရတာလည်းရှိပါလေရှင့်အဲ့လိုနာမည်ရတာရှိတယ်လို့ပဲခုနပြောသလိုအဲကျွန်တော်တို့မြန်မာပြည်သွားတဲ့နေရာမှာကိုယ်နေစားတဲ့အမိုက်တွေဖြစ်တယ်မြန်မာပြည်ရှင့်ညစ်ပတ်တယ်ဆိုတော့အဲဒါမျိုးတွေလည်းရှိနေပါတယ်အဲဒီအမျိုးတွေလည်းရှိနေပါတယ်အဲ့ဒါကြောင့်မို့ကျွန်တော်တို့ဘာလို့တင့်လဲဆိုရင်ကျွန်တော်တို့နိုင်ငံသားတွေကိုနံပါတ်1ပညာရေးမြေတောင်မြောက်မယ်ပညာရေးအဖြစ်ဆုံးကမ်းမတိုင်တဲ့ ဆုံးကမတိုင်တိတာအောင်တောင်မှကျွန်တော်တို့အလောက်ကန်ကျွမ်းကျင်တာပေါ့နော်ကျွမ်းကျင်မှုဟိုပါပေါ်ရှင်ဒီအသက်မွေးဝမ်းကြောင်းပညာတွေကျွန်တော်တို့ပတ်မှုပေးခြင်းအဖြစ်ပေါ့နော်ပတ်မှုပေးခြင်းအဖြစ်အဲကျွန်တော်တို့နိုင်ငံသားတွေဘယ်နေရာမှာပဲရောက်ရောက်ဟိုမြန်မာနိုင်ငံဟိုဖြစ်မယ်ပေါ့ရှင်မြန်မာနိုင်ငံရဲ့ဂုဏ်ကိုဆောင်နိုင်မယ်ပေါ့နော်နောက်ကျွန်တော်2008တောင်စင်ကာပူမှာ MBA ဒုတိယကျင့်တက်တုန်းကလဲအဲ့ဒါလေးပေါ့နော်ဟိုနီယန်ပေါ်လီတက်နီရဲ့အကြောင်းကြီးကကျွန်တော်တို့ကျောင်းမှာ လာစကားပြောပါရရှင်ကျွန်တော်တို့ကြောင်းမှာဟို leadership talk series ဆိုတာရှိပါတယ်ဒီလိုနာမည်ကြီးပြီးတော့မှဟိုစီမံခန့်ခွဲမှုကောင်းပြီးတော့မှအများယူသိလေးစားတဲ့ခေါင်းဆောင်တွေအဲကျွန်တော်တို့လာလာပြီးဟောပြောပါရရှင်အဲ့ဒီဟောပြောတဲ့အချိန်မှာဗီယက်နမ်ကတငယ်ချင်းကမေးလိုက်တာရှိတယ်သူတို့ဗီယက်နမ်ကလေးတွေပေါ့ကျွန်တော်တို့မာစတာကျောင်းသားတွေကိုဆိုလို့ရှိရင်သူတို့ဗီယက်နမ်ကကလေးတွေရဲ့အခြေအနေဘလို့လဲစာကြိုးစားလားဗာညာနဲ့အဲ့လိုမေးတာပေါ့နော်မေးတာဗီယက်နမ်တငယ်ချင်းကမေးတာပါ ဒါပေမဲ့အဲ့အဲ့ကျောင်းအုပ်ကြီးပြန်ဖြည့်သွားတာတော့ဗီယက်နမ်ကတော့တိတ်ထူးထူးခြားခြားမရှိဘူးမြန်မာကျောင်းသားတွေတော်တယ်တော်တယ်ပေါ့နော်အင်္ဂလိပ်လိုလည်းကောင်းတယ်ဟိုတင်ချာလည်းကောင်းတယ်ပေါ့နော်ဆိုလို့ရှိရင်အဲ့ဒါလေးတွေကျွန်မကြားခဲ့ရတာရှိပါတယ်ရှင့်အဲ့ဒါကြောင့်မို့နိုင်ငံပေါ်လည်းမူတည်ပါတယ်ဟိုထိုင်းလိုမျိုးမလေးရှားလိုမျိုးသွားတာတော့ကျွန်တော်တို့